ထာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးဟောတယ်။အေးကုသိုလ်ဆိုတာမျိုးမျိုးရှိကြတယ်ထင်မယ်။နံပါတ်1ကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးတော့ဟောတာနော်။ ုသိုလ်တွေစင်ပွားတိုးတက်လာတဲ့ကုသိုလ်6မျိုးကဘာတွေလုံးဆိုနံပါတ်1ကအာရမရောပါအယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဒီတော့မှသစ်ပင်ခုတ်တဲ့လူမပါဘူးเนาะသစ်ပင်စိုက်တဲ့လူအယံနေအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးကဘာမြေကြီးဥပေါ်မှာ အယိတ်အာဝတ္တရိနဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောပါအာရမဆိုတာခုခေတ်ဆိုရင်ချမ်းလုံငန်းလို့ဟာမျိုးပေါ့နော်ချမ်းတစ်ပင်ဆိုင်တယ်ဥယျာဉ်ဆိုင်တယ်ရောပါဆိုအဆိုင်ပြောတာဥယျာဉ်နေဆိုင်ပြောတဲ့ပုဂ္ဂိုလ်ကြီးတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသတရားနေရောညပါတိုးတက်နေတယ် ။ဘာကြောင့်လို့ဆိုရင်သူကုသကသာဝရကုသနေတတိယရင်နေတိုးမှာပဲညတတိယညတိုးဆိုလိုတာဒါသာဝရကုသပျောက်သွားတဲ့ကုသမဟုတ်ဘူးလေ။ဥယင်ဆိုင်ပြိုးထားတယ်။ဥယင်ဆိုင်ပြိုးလိုက်တဲ့ဖြင့်ထိုးဥယင်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆို။ငှက်ကလေးတွေဒေါ်ဒရိစံတွေဟာဒီဥယင်ဥယျာဉ်တွေကိုမိပြုပြီးတော့စားစရာတွေပြပြဝါရ ခိုးစားတော့လည်းသွားမကြွေးလေးနဲ့တန်းနေအဲ့လိုတစ်ပင်ဆိုင်ထားလို့ရှိရင်တော့ဟိုအကျိုးပြုမှသိကြတယ်နော်အဲ့လိုတစ်ပင်ဆိုင်ပေးထားတဲ့အခါမှာငှက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့တစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်တဲ့တတ္တဝါတွေဟာလည်းပဲတစ်ပင်ရိတ်တွေပါမှီးပြီးတော့သူတို့ရဲ့ပုံမိမ့်မှန်တွေရရှိတယ် တပင်ခေါ်လိုက်လို့ရှိရင်ဘုံမိမ့်မှန်ပြုတ်ကြတာတွေ့ရမလားဘောလမြိုင်ဘက်မှာမြေးပြိုးတာတွေ့ရမလားမြေးပြိုးရင်အိမ်တွေလည်းပါသွားတာအဲ့တော့တပင်လဲရင်လည်းတပင်ပေါ်မှာရှိတဲ့ဘုံမိမ့်မှန်တွေပြည့်စုံမှာပေါ့ဒါထုံးစံပဲပေါ့သူတို့ခံရလျော်သာဒီယောဂဇိုးဆိုတာတပင်ကွာကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးစရာဆွဲတယ်လို့ဘဲကြာကြီးထိုင်နေမှာတော့မြောက်ကြီးလို့နေမှာပေါ့ ရှုပ်ကစိုးသစ်ပင်ကွာကြထိုင်နေရုပ်မြောင်းလို့ဖြစ်နေမှာဆိုလိုတာကရှုပ်ကစိုးမှာဖိမှန်2မျိုးရှိတယ်အမျိုးအစားနှစ်ခုရှိတယ်ရှုပ်ကစိုးရဲ့ဖိမှန်ဟာသစ်ပင်ရဲ့တစ်ခက်ပေါ်မှာတီးနေတဲ့ဖိမှန်မျိုးတစ်ခုသစ်ပင်ဆိုတဲ့ပင်စီပေါ်မှာတီးနေတဲ့ဖိမှန်တစ်ခုနှစ်ခုရှိတယ် သခက်ပေါ်မှာတည်တဲ့ဗိမာန်ကိုတာခတ်ထဗိမာန်လို့ခေါ်တယ်။တာခါဆိုတိပိသခက်တာခထထဆိုတာအဲ့ပေါ်မှာတည်ရှိနေတာ။သခက်ပေါ်၌တည်ရှိနေသောဗိမာန်နဲ့နေတဲ့ယုတ်ကစိုးကိုတာခတ်ထ။နော်။အဲ့ဒါကျတော့တိကိုင်းခုတ်လိုက်တာနဲ့တိကိုင်းကုံသွားရင်သူ့ဗိမာန်ပြည့်စည်သွားတယ်။ ဒါမှမဟုတ်ပမာဏကနတ်နေကိုင်းချန်နယ်ဆိုတာအဲ့ဒီအသေးပဲကိုပြောတာတက်ကိုင်းကုံအောင်မခေါ်ဘူးတက်ကိုင်းကုံလို့ရှိရင်သူတို့ဘိမှန်ရတ္တိနိုင်စွာမရှိတော့ဒီတစ်ပင်မောမြောင်းလို့နေတာမဟုတ်ဘူးတစ်ပင်ကိုအကြောင်းပြုပြီးတော့သူတို့ဘုံဘိမှန်နေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုပေမဲ့မြေပေါ်မှာအိမ်ဆောင်နေကြတာလေမြေကြီးပေါ်ကြရင်အဲ့ထံမှာမဟုတ်တာအဲ့နတ်တွေလည်းပဲတစ်ပင်နဲ့ပတ်သက်ပြီးအဲ့လိုနေတယ်လို့ ရုခထဗိမာန်ဆိုတာကြတော့တပိညိလဲလိုက်လို့တင့်ငုတ်တူရှိနေသေးတယ်။တော့သူ့ဘုံမိမာမပြတ်သေးဘူး။ဒါရုခထတပိရှိနေသည်ဗျာ။အမြင့်ပါတူပြမသူ့တဲ့ဘုံမိမာပြတ်တယ်။ဒါဘုယောဂဇောနှမျိုးနော်တိခတိကောင်းခုတ်ရင်ယောဂဇောဆိတ်ဆိုးတယ်။သူ့ဘုံမိမာနေပြည့်စည်တယ်။နော် တချို့ယောဂီတို့ကစိတ်မဆိုးဘူးဘာကြောင့်လို့ဆိုရင်တစ်ပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်တင်ကုတ်တို့ရှိနေနေလို့ရနေသေးတယ်သူ့ဘိမမပြတ်ဘူးလို့အဲ့တော့ကိုမမြင်ရမဲ့တရားတွေဟာလည်းပဲအခုလို့အယံဥယျံစိုက်ပြိုးပြီးတော့ထားခြင်းအဖြစ်တရားတွေပုံမှန်အများကြီးကျုပ်ပြုတ်သွားတယ်ဒါကြောင့်ဒီထာဝရကုသိုလ်မျိုးဟာ နေတတိယရဲ့နေညတတိယရဲ့ညကုသိုလ်တွေတိုးတယ် အိပ်ပြောနေရင်လည်းကုသိုလ်တိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူးအိပ်ပြောနေရင်တော့ပဲကုသိုလ်ရမယ်ဆိုလိုတာကနေ့တတိယရင်နေ့ကုသိုလ်ရမယ်ညတတိယရင်ညကိုတိုးမယ်နော်လူကခေါ်ခေါ်နဲ့နေပြီးကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့ဒါအဲ့တော့လူကအိပ်ပြောနေပြီးတိုးတာတော့အတိုးပါပဲပတ်စံအတိုးအဲ့တော့တိုးတယ်လူအိပ်နေလဲတိုးမှာပဲအဲ့ဒါတော့ သူများဆရာပစံချီတိုင်းเนาะအဲ့ဒါအတိုးအတက်နေမှာเนาะလူအိတ်နေလဲအတိုးကတော့မအိတ်ဘူးလို့ပြောကြတယ်လေဒါကြောင့်အဲ့လိုမျိုးကတော့တိုးတယ်ကုသကတော့မတိုးဘူးအိတ်နေလို့တော့ကုသကမတိုးဘူးတောင်တွေးမြောင်းတွေတွေးနေလဲကုသကမတိုးဘူးကုသတိုးတာပဲချိန်တိုးတာတော့တတိယရင်ဝန်တာရင်ကုသတိုးတယ်အဲ့တော့ခဏခဏတတိယကိုလောက်တာလေဟာဒီလိုဆိုတော့เนาะအတိပ္ပယ်အဲ့ဒါလို့အတိပ္ပယ်နောက်တစ်ခုကဝဏရောပတဲ့ သစ်ပင်ဆိုင်တယ်သစ်ပင်ဆိုင်တဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ်သစ်ပင်ဖြစ်လာလို့ရှင်သစ်ပင်ကောင်းငှက်တောင်းခိုးဆိုတာမျိုးလိုအများကြီးကိုအကျိုးပြုတာဖြစ်တယ်ကဘာမြေကြီးကိုအေးမြစေပြီးတော့သရဝါတွေကိုအာဟာရနဲ့ပံမိုးထောက်ပံ့ပေးရရောက်တယ်ပေါ့သစ်ပင်ကိုမှီပြီးတော့စားစားတော့ကြတဲ့သရဝါတွေအများကြီးဟာသစ်ပင်ဆိုင်ပေးလိုက်တဲ့ ုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့ဒါကြောင့်မို့သစ်ပင်ဆိုင်ပြိုးခြင်းကုသိုလ်ကိုဝနာရောပါလို့သူတို့ခေါ်တယ်။နော်အယံဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့သစ်ပင်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကရေစနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးတယ်။သို့မို့ ဟိုမြေရေတော့မရှိဘူးကဘာကဘာ6ကဘာရှိနေအဲ6ကဘာနှစ်ခုကိုပေါင်းပြီးတော့ဂုတ်ထိတ်တရာလို့ပေါ့ဟိုပဲကူးလို့ရတယ်ဟာအဲ့ဒီလိုတရာမျိုးပေါင်းကူးတာတွေလုတ်ပြီးတော့လှူတယ်။နောက်ကားသွားလို့မရအောင်ခြိုက်ဖြစ်နေတယ်။အဲ့ဒီနေရာမှာတရာခင်းပေးတယ်။ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင် တရားခင်ပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်။ဟောတေတုလို့တေတုဆိုတာတရားယေစနာတေတုကာရကတရားခင်သူကိုတေတုကာရကလို့ခေါ်တယ်။သူ့ရဲ့ကုသိုလ်ကတရားခင်ပေးတဲ့ကုသိုလ်ပေါ့။တရားခင်ပေးတဲ့လူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်သောကြောင့် အလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝမ်းသာစရာဖြစ်တယ်ဝမ်းသာတိုင်းဝမ်းသာတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဟောဥယျင်ဆိုင်ပြိုးတဲ့ကုသိုလ်တစ်ပင်ဆိုင်ပြိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်နော်၃မျိုး နောက်တစ်ခုကပါတော့ဆိုပပင်စဥဒပါနေစရေတရန်တွေဥပတ္တယပပင်စဆိုမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကပါတော့ဆိုရေဥစဉ်တဲခုခေတ်တော့ရေဥစဉ်ယဉ်ကျေးမှုကပြောင်းနေတယ်တော်တော်များများပြောင်းသွားပြီတော်ရဒီမှာတော့ရှိရေဥစဉ်ယဉ်ကျေးမှုတဲ့နော်ရေဥစဉ်ယဉ်ကျေးမှုခုခေတ်တော့ရေဥစဉ်အဲတဲရနည်းနည်းရှားလိုက်ပေါ့လေ ရေဥစဉ်ရင်ကျင်းမှုကုသတ္တတဲ့ယောဂဝေဒနာတွေပေါ်တော့လေရေဥစဉ်သူသောကိုသောဆိုခက်တယ်။ဒါပေမဲ့တခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်။သို့မဟုတ်ပါဇက်နဲ့မတည်ဘဲနဲ့မောပြီးတော့ရေစက်ချတောက်တဲ့ဤလည်းရှိပါတယ်နော်။ဆိုလိုတာခီးသွားလာတဲ့ပုဂ္ဂိုလ်တွေရေစံငမ်းမွနေတဲ့နေရာမျိုးတွေမှာသွားလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့အောက်ရည်ကိုတီထား ပေးချက်ကုသိုလ်ဟာတဲ့ပဲတော်လာတဲ့လူတွေကိုပန်းပြေပြီးတော့အစဉ်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပရိဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘသူရဲ့လူတမတ်တာမဟုတ်ဘူးဒီလမ်းကြောကသွားတဲ့ပုဂ္ဂိုလ်တွေမှသည်ဗျဆာလောင်မုတ်သိမ့်လို့ရှင်ရှင်လေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဟိုးစဉ်ကုသိုလ်မျိုးဟာလည်းပဲ ထာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်ထာဝရကုသိုလ်ခုခေတ်တော့ခင်မီတော့ရေသမူလေးတွေထားလို့လည်းရတယ်ပိုက်နဲ့ထားလို့လည်းရတယ်ပိုက်ကလည်းပဲဟိုဖွင့်ပြီးတော့တောက်ရတဲ့ပိုက်မျိုးလည်းရှိတယ်အိန္ဒိယနိုင်ငံမှာတော့ဘလို့ထားတော့ဆိုပိုက်ခေါင်းတွေကသူက ဘောအစွတ်ကလေးနဲ့ထားတာအဲ့ဒီအစွတ်ကလေးကိုမတင်လိုက်မှရဲထွက်တာဟုတ်လှဲ့တဲ့ဟာမဟုတ်ဘူးသူကပိုက်ကောင်းမှာအစွတ်ကလေးပါတယ်အဲ့ဒါလေးကိုမလိုက်လို့ရှိရင်ရဲထွက်သွားအဲ့ကြတော့သူကနွားရည်တောင်တောက်တတ်တယ်နှုတ်သီးနဲ့ထိုးမလိုက်တာအဲ့ဒါပါဇက်တဲ့ရေရောက်သွားဗမာပြည်ကရေအဲ့ရေကောင်းတော့တောက်လို့ရမှာမဟုတ်ဘူးသွားနဲ့ကြိုက်ပြီးတော့လှဲ့မှရမှာဟုတ်တယ်ဟာဟိုကတော့မတင်လိုက်တာနဲ့ရေရထွက်လာ မြောက်ကလည်းတောက်တတ်တယ်၊နွားကလည်းတောက်တတ်တယ်အဲ့ဒီရေဥစဉ်မျိုးအဲ့လိုရေဥစဉ်လုတ်ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်ဖြစ်သည့်အတွက်ကြောင့်တုတုအချိုးပြုတဲ့ကုသိုလ်တတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးတက်နေတယ်နောက်တစ်ခုကတော့ဥဒ္ဓပါဏရေရီသူလောင်ထားတဲ့တွင်ရေတွင်ရေကံရှိကံမဖြစ်ဖြစ်ရေတွင်မဖြစ်ဖြစ် ရှေရှားတဲ့အရာတွေဒါတွေမှာအဝီစီတွင်တူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေ တွင်တူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရှေဆိုတာလူတွေအတွက်များစွာအကျိုးပြုတယ်မွတ်သိမှုကိုကာဝယ်ပေးတယ်ရှင်တဲ့အပူတွေကိုအေးမြစေတယ်ခန္ဓာကိုယ်တန့်ပြတ်သွားစေတယ်ဘလောက်ပဲပင်မပင်မမျက်နှာလေးသိလျရင်လန်းသွားတယ်ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ် အဲ့ဒီအကျိုးတွေကိုမျောကိုးပြီးတော့ကုသိုလ်ကောင်မှုလုပ်ပြီးလူတန်းထားတဲ့ပုဂ္ဂိုလ်ရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့ထာဝရကုသိုလ်မျိုးတွေဟာအဲ့လိုအလုံး၅မျိုးရှိတော့နမတိကအရန်ဥယျံဆိုင်ပြုတ်ပြီးတော့လူတန်းတဲ့ကုသိုလ်များတွေ့တစ်ပင်ဆိုင်ပြုတ်ပြီးတော့လူတန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လူတန်းတဲ့ကုသိုလ်ခြေဥစဉ်လူတန်းတဲ့ကုသိုလ် ရေတွင်းရေကန်လှူတဲ့ကုသိုလ်နောက်ဆုံးတစ်ခုကတော့ပါတော့မြန်မာလူမျိုးတွေရင်ကျေးမှုတွေနဲ့သက်ဆိုင်နေရဒီတရားတော်ကိုနာရလို့မြန်မာလူမျိုးတွေလောက်တာဖြစ်လာတယ်နောက်ဆုံးကရေတတန်တိဥပတယံခီးသွားလာတဲ့နေရာမျိုးတွေမှာဥပတယံဆိုတာအဆောက်အဦပေါ့နော်ရေတတန်တိဥပတယံအဆောက်အဦဆောက်လှူတယ်ဆိုတော့ဆောက်အဦဆောက်လှူတယ်ဆိုတဲ့နေရာမှာ ဒီနေရာမှာဘလို့အဆောက်အဦးတော့လို့ဆိုတာလည်းမပါဘူးဘသူ့ကိုလှူတယ်ဆိုတာလည်းမပါတော့စဉ်းစားကြည့်ကြရတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆရာဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအားလုံးဟာခီးသွားတဲ့လူတွေကတက်ပြီးတော့အပန်းဖြေနားနေအိတ်ဆက်လို့ရတဲ့ဆရာကတုံးတွေရှင်ခွဲဆရာတွေဟိုဘက်ဒီဘက်ထိုင်ကုန်ခွဲထားလို့ရှိရင်ရင်ခွဲဆရာခေါ်တာနော် အကောင်ပိုင်းစရာကဒုံးလို့ခေါ်တာဘုန်းကြီးနဲ့လည်းသွားမရောနဲ့အောင်အစရာကဒုံးဆိုတာအဲ့ဒါကာမပါရာကိုပြောတာအပေါ်တက်ပြီးတော့ပန်းဖြေအဲ့လိုလည်းရတယ်အဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းသွားလမ်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တပီတိဖြစ်เสียသာဝရကုသိုလ်မျိုးဖြစ်ပါတယ်အဲ့ဒီ၆မျိုးနဲ့ ရသဗျာကဖြေလိုက်တာဘယ်ပုံကိုယ်ဒီမှာနေရောညရောကုသိုလ်ကောင်းမှုကအမြဲတမ်းတိုးတက်နေပါသလဲကုသိုလ်တွေဟာတိုးနေတယ်အမြဲတမ်းဘာကြောင့်တိုးဘယ်ပုံကိုယ်ဒီရဲ့ကုသိုလ်မှာတိုးတယ်ဘယ်ပုံကိုယ်ဒီမှာကုသိုလ်တရားတွေတိုးတက်လာသလဲကုသိုလ်ဆိုတာတခါတတိယပီတိဖြစ်တိုးပြန်တယ်တခါတတိယပီတိဖြစ်တိုးတယ်အဲ့လိုတိုးအောင်လုပ်တဲ့နေနဲ့အဲ့ဒီမှာမြတ်စွာဘုရားခေါ်တာ ဘာကုသိုလ်လို့ဒီတခုတည်းမပြောပဲနဲ့သာဝရကုသိုလ်မျိုးတွေနဲ့ကြီးပဲပြောထားတာခွာချိလိုက်ကြည့်လိုက်မယ်ဆိုအလုံးဟာသာဝရကုသိုလ်တွေသာဝရဆိုတာရွေးရှားလို့မရတဲ့သာဝရကုသိုလ်တွေပဲเนาะတနေရာတည်းမှာတည်မြဲအောင်ထားနိုင်တဲ့ကုသိုလ်မျိုးတွေပဲအဲ့ဒီသာဝရကုသိုလ်မျိုးတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေမှာတဲ့နေနေညာညာတတိယတိုင်းဝန္တာရှင်ရှင်မျိုး ပီတိတွေဖြည့်ပြီးတော့ကုသိုလ်တွေတိုးတယ်လို့ဒီနှစ်သားကိုမြတ်စွာဘုရားဒီလိုရှင်းပြီးတော့ဟောလိုက်တာဖြစ်